င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ခုတစ်ပတ်ထဲမှာတော့ဒီကချင်ပြည်စစ်မျက်နှာတွေမှာဆေးရည်တင်းမာမှုအခြေအနေတွေဟာဘလောက်ထိပြန့်နှံ့နေပါသလဲအထူးသဖြင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကော်မရှင်တပ်တွေနေရာလူတိုက်ပွဲတွေကနေ့တိုင်းနေပါဇက်တိုက်ဖြစ်ပွားနေတဲ့ဗမော်မြို့နယ်ဒါအပြင်လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရက်သားတေဆုံးဒဏ်ရာရတာတွေရှိခဲ့တဲ့ဖကတ်မြို့နယ်ရဲ့အခြေအနေတွေကိုလည်း KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးရဲ့ပြောဆိုချက်တွေနဲ့အတူ ူးစူးစီးတင်ဆက်ထားတဲ့ podcast အစီအစဉ်ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေအကြမ်းမှာစစ်ရေးတင်းမာမှုတွေဟာမျိုးနယ်၄ခုအထိပြန့်နှံ့နေပြီးတော့အထူးသဖြင့်တော့ဗမော်နဲ့ဖကန့်ဒေသတွေမှာအရက်သားတွေထိခိုက်သေးဆုံးမှုတွေဇက်တိုက်မြင့်တက်နေပါတယ်။ကချင်ပြည်မှာစစ်ရေးတင်းမာမှုတွေဆက်ပြီးတော့ဖြစ်နေတဲ့မျိုးနယ်၄မျိုးနယ်တွေမှာဆိုလို့ရှိရင်ဗမော်နဲ့ဖကန့်ဒေသတွေဟာတိုက်ပွဲအပြင်းထန်ဆုံးနဲ့အရက်သားထိခိုက်မှုအမြင့်ဆုံးနေရာတွေဖြစ်လာနေပါတယ်။ KIA KIA ရဲ့ပြောရေးဆိုခွင့် ွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကလည်းတိုက်ပွဲအခြေအနေဟာကချင်ပြည်တစ်ခုလုံးမှာတင်းမာနေကြောင်းအခုလိုမျိုးပြောပါတယ်။ကချင်ပြည်နယ်မှာတိုက်ပွဲကတော့ဗမော၊နောက်အဝိုင်းမော၊ဖက္ကန်၊နောက်ဟိုးခေါင်းလန်ကူပဲပါ။အဲ့ဒီလေးနေရာမှာတော့အတိုက်ပွဲတော့နေအတိုင်းတို့ဖြစ်တာရှိပါလေ။ဒါကြောင့်အဲဒီချီပီနေခုလုံးနဲ့ဂျုံလုံးမှပြောမယ်ဆိုလို့ရှိရင်ခုနပြောတဲ့နေရာမှာတော့ စီးရဲ့အခြေအနေကတော့ဒီမှာတဲ့နေထပ်ဖြစ်ပါလေ။ဘမော်မျိုးနယ်ဟာလက်ရှိမှာစစ်ရေးတင်းမာမှု အမြင့်ဆုံးနေရာတစ်ခုဖြစ်နေပြီးတော့ KIA နဲ့စစ်ကော်မရှင်တပ်တို့အကြားမှာနေရာလူတိုက်ပွဲတွေနေတိုင်းနေပါဇက်တိုက်ဖြစ်ပွားနေပါတယ်။ KIA ကလက်လွတ်သွားတဲ့နေရာတွေကိုပြန်သိမ်းဖို့ကြိုးပမ်းနေချိန်မှာစစ်ကော်မရှင်တပ်ကလည်း နေမြပြန်လဲစိုးမိုးဖို့အတွက်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေကစတိုက်ဖြစ်နေတာပါအတိကအားဖြင့်စက္ကခ21နာတဝိုင်းနဲ့ဒီအာဘမော်တက်ကတူလမ်းကြောင်းတဝိုင်းမှာတိုက်ပွဲတွေကဆက်ပြီးတော့ရှိနေပါတယ်ဘုံမူးကြီးနော်ဘူးကဘမော်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီးတော့လည်းအခုလိုမျိုးရှင်းပြပါတယ်ဘမောရောနေရာတော့ကျက်တယ်ဆိုတော့ဟိုဘက်ကအနေနဲ့ဆုတ်သေးလိုက်ဒီဘက်ကျွန်တော်တို့ပြန်သိမ်းလိုက်အဲ့လိုမျိုးပုံစံလေးပေါ့ နည်းနည်းဟိုခရှိရမ်းမတက်ပွဲပုံစံတော့လည်းဖြစ်နေတာလေကြောင့်တော့ wifi နဲ့ဘုံချဲတာနဲ့ဂျစ်ဖိုင်တာနဲ့အာကန်ချစ်နဲ့ကန်ချစ်နဲ့ပြတာရင်းဒါတော့ဟိုမော်တာအတုံးပြဖို့ပြတာနဲ့လက်ချီးတွေလေကြောင့်လည်းနေတဲ့ရှိပါဗမာမျိုးသိန်းတိုက်ပွဲဟာဆိုလို့ရှိရင်2024ခုနှစ်ဒီဇင်ဘာလကတည်းကစတင်ခဲ့တာဆိုတော့အခုဆိုရင်ဆယ်လနီးပါးရှိလာနေပါပြီ 我们不买了，你再再不批发呀？狗吃买了，这个目前吃大的这种能够中开的，它明年啊，就又又一开这个，咱天津路，你比，往那边走吧，人家只有从比比地方，要么牛马了再别往那都是盯他的，再说了，实在不去了，是吧？我们不咋去。 ဖကတ်မျိုးနယ်မှာတော့စစ်ကော်မရှင်တပ်တွေဟာအမြေပြင်မှာအထိနာလာတာကြောင့်လေကြောင်းနဲ့လက်နက်ကြီးတွေကိုပိုအသုံးပြုလာလို့အရက်သားထိခိုက်မှုတွေက ဖြစ်လာနေပါတယ်။နိုဝင်ဘာလအတွင်းမှာဖကတ်ဒေသမှာအရက်သားထိခိုက်သေးဆုံးခဲ့ရတဲ့အခြေအနေတွေကိုလည်းဗိုလ်မှူးကြီးနော်ဘူးကအခုလိုမျိုးဆက်ပြီးတော့ပြောပြပါဗျာ။ဟိုနိုဝင်ဘာ9ရက်နေ့မှာစစ်ကြောင်းတစ်ခုဝင်လာတာ။အဲ့ဒါကျွန်တော်တို့အခြေအနေနဲ့ပူးပေါင်းတပ်တွေကတော့ 我南昆了，马人咧带带帮你嗯写，都啊都啊，南昌的不几年封山牛吗？搿路不顶干的，你啊哩顾其他牛啦，不路不顶，搿路好飘下广告，嘛广告干呢？我那个几年，哎，南边都皮都都土地，皮带都老喜欢的，那个镇里人老爱讲我老不写，我镇里人老啊皮都土地，皮带也写的。 那列交通呢？哎，铁路、路途、汽车、铁路、公路、铁路、铁路路途，这才是最起码的。 လူဝင်ပါလာ၁၇ရက်နေ့ရဆိုရင်ဒီဖကတ်မျိုးနယ်ထဲကကထန်ကွက်တစ်မှာစစ်ကော်မရှင်ရဲ့ဒီ Y12 လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်40ဝန်းကျင်အရွယ်အမျိုးသမီးတယောက်ဟာနေရာမှာတင်းဖွဲ့စည်းပြီးတေဆုံးခဲ့ပြီးအသက်9နှစ်အရွယ်သားလေးဟာတော့ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ဒါ့အပြင်နိုဝင်ဘာလ13ရက်နေ့မှာလည်းဖကတ်ပြည်ခွာကုန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်လုံခင်အုပ်စုဒါစားရွာကမူဂျူကျောင်းဝင်းတဲကိုကြားရောက်ပောက်ကွယ် ွဲခဲ့ပြီးတော့အကြောင်းဆရာမတယောက်နဲ့၄နှစ်အရွယ်ကလေးတယောက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ် စည်ရင်းထမှမှုတွေရှိနေတဲ့ဂျန်နက်နေရာတွေဖြစ်တဲ့ဝိုင်းမော်ဒေတာဘက်မှာတော့လက်ရှိအချိန်မှာမြေပြင်တိုက်ပွဲတွေညင်နေပြီမဲ့လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကဆက်ပြီးတော့ရှိနေသေးပါခေါလံဖူးဘက်မှာလည်းနိုဝင်ဘာလဒုတိယအပတ်ထဲမှာတိုက်ပွဲတွေကနေတိုင်းလူလူဖြစ်ပွားနေပြီးစည်ရင်းထမှမှု၄နေရာမှာဆက်လက်ပါဝင်နေသေးဖြစ်ပါတယ်စည်ရင်းတင်းမာနေတဲ့အခြေအနေတွေကြောင့် KIA နဲ့ဒီပူပေါင်းတပ်ဖွဲ့တွေကဒေသခံပြည်သူတွေကိုလေချောင်းနဲ့လက်နက်ကြီးအနေကိုအထူး တတိထားကြဖို့တတိပေးထားပါရရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်